ဒေါ်နယ်ထရမ့်ရဲ့ခရစ်တိုဘောလွှမ်းမိုးမှုကဘလောက်ထိဖြစ်လာနိုင်လဲ2025မှာဒေါ်နယ်ထရမ့်အမေရိကန်သမ္မတပြန်ဖြစ်လာတာကခရစ်တိုလောကမှာဟိုလစ်တချို့ကြောင့်ဖြစ်ခဲ့ပါတယ်အများစုကတော့ထရမ့်ကြောင့်ခရစ်တိုဈေးတက်တယ်ဆိုတာပဲသိကြရတယ်။ဒါကတကယ်ရောဟုတ်ရဲ့လားထရမ့်ရဲ့ခရစ်တိုဘောထားတဲ့အမြင်ကပါလေပြီးတော့ခရစ်တိုအနာဂတ်အတွက်ရောထရမ့်ကဘာရီကတိပေးထားလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးပါမယ်ထရမ့်ကခရစ်တိုကိုတကယ်အားပေးနေပြီလား ထရမ်ကခရစ်ပတိုကိုအားပေးတဲ့သမရတယောက်လို့လူတိုင်းကအခုသိထားပေမဲ့သူရဲ့ပထမသမရသက်တမ်းမှာတော့ Bitcoin ကို scam တခုလို့ခဏခဏပြောခဲ့ပါတယ်။ဒါပေမဲ့အခု2024ရေကောက်ပွဲနိုင်အပြီးမှာတော့ Trim က American နိုင်ငံရဲ့ပထမဦးဆုံး Pro Crypto သမ္မတဖြစ်လာပါတယ်။ဘာလို့သူ့ရဲ့သဘောထားပြောင်းလဲသွားတာလဲ။ နံပါတ်1 crypto company တွေဖြစ်တဲ့ Coinbase နဲ့ Binance ကသူ့ရဲ့ Mainswell campaign ကိုမွေးထောက်ပံ့ပေးခဲ့ပါတယ်။နံပါတ်2 crypto community ကသူ့ကိုသဘောကျလာခဲ့တယ်။နံပါတ်3 Biden ရဲ့အစိုးရအဖွဲ့က crypto exchange တွေကိုဖိနှိပ်ခဲ့တယ်။ဒါကိုပြန်ပြင်ဖို့ Trump ကလုပ်လိုက်တာပါ။ဒါကြောင့် crypto ကိုသဘောကျတဲ့သူတွေက Trump ကိုသမ္မတဖြစ်စေချင်ခဲ့တာပါ။ Crypto Drug Trap ရဲ့အဓိကအစီအစဉ်တွေ2025 January 23မှာ Crypto ကို American နိုင်ငံအတွက်အရေးကြီးတဲ့ယင်းညွှန်ရမ်းမှုအဖြစ်သတ်မှတ်လိုက်ပါတယ်။ Crypto ကိုအရင်အစိုးရတွေလိုထိန်းချုပ်မှုတွေမလုပ်တော့ဘဲနဲ့အားပေးမယ်ဆိုရဲမူဝါဒကိုသတ်မှတ်လိုက်တာပါ။ Crypto အကြံပေးကောင်ဆယ်တစ်ခုကိုတည်ထောင်ပြီးတော့ Crypto အကြောင်းနားလည်သကြွတဲ့သူတွေကိုအလောက်ခံမယ်လို့ကတိပေးလိုက်ပါတယ်။ Crypto Exchange တွေအတွက်ပြောင်းလဲမှုတွေလုပ်ပေးခဲ့တယ်။ Coinbase နဲ့ Binance တို့လို Crypto Exchange တွေကိုအစိုးရကအနောက်အရှေ့မပေးတော့ဘူး။ ခရစ်ပတိုကိုပိုးပြီးမှမျက်နှာသာပေးလာတဲ့သဘောပါပဲ US Crypto Reserve ကိုတည်ထောင်လိုက်ခြင်း2025မလ9ရက်မှာ Trump က US Crypto Reserve ကိုတည်ထောင်မယ်လို့ကြေညာခဲ့ပါတယ် Crypto Reserve ဆိုတာဘာလဲ FBI နဲ့အစိုးရနဲ့ဆိုင်တဲ့ဥပဒေအဖွဲ့အစည်းတွေကအရင်ကသိမ်းထားခဲ့တဲ့ Bitcoin အခုနှစ်သိန်းကို American အနာဂတ်အတွက်ဒူလန်ဖို့လုပ်ထားတဲ့ plan ဖြစ်ပါတယ်။ Bitcoin အပြင် Ethereum, XRP, Solana, Cardano တို့လို US Strategic Cryptocurrency အဖြစ်လည်းသတ်မှတ်လိုက်ပါပြီ။ဒါက Crypto ကို American နိုင်ငံရဲ့နိုင်ငံရေးသုံးမျိုးကြီးစနစ်ထဲပါဝင်စေချင်လို့ဖြစ်ပြီးတော့ Bitcoin, Ethereum စတဲ့ coin တွေကို American အနာဂတ်အတွက်ဒူလန်ထားခြင်းလို့ဖွင့်ထားတာပါ။ Trump တက်ပြီးနောက်ပိုင်း Crypto Market ဘာတွေဖြစ်သွားလဲ? Bitcoin ရဲ့ဈေးကဒေါ်လာ33,000ကျော်အထိကိုတက်သွားခဲ့ပါတယ်။အဲ့ဒါအပြင် Crypto Market တစ်ခုလုံးမှာရှိတဲ့ငွေစုစုပေါင်းကဒေါ်လာ300ဘီလီယံအထိကိုဝန်းကနေထိုးတက်သွားပါတယ်။ဒါက Trump က Crypto ကိုအပိနေတယ်ဆိုတော့ကြောင့် Market ကို Investor တွေယုံကြည်လာလို့ပါပဲ။ဒါပေမဲ့စိုးရိမ်ရမယ့်အချက်တွေလည်းရှိပါတယ်။ ခရစ်တိုပေါ်ထားတဲ့ဥပဒေတွေမတည်မြဲသေးတာကြောင့်ဈေးကွက်မတည်ငြိမ်နိုင်ပါဘူးပြီးတော့ Trump ရဲ့ Canada နဲ့ Mexico အပေါ် tax တွေပိုကောက်တဲ့ trade war policy ကြောင့် crypto market ပြန်ကျနိုင်ပါတယ် Trump ကြောင့် crypto လောကဘာတွေဖြစ်လာနိုင်လဲညမတဲ့ American နိုင်ငံက crypto အတွက်အဓိကနိုင်ငံဖြစ်လာနိုင်တယ် ထရမ့်ကခရစ်ပတိုကိုအရှမ်းသဘောကျလာတာကိုအမြဲပြောလာတဲ့အတွက်အမေရိကန်မှာခရစ်ပတိုစီးပွားရေးလုပ်ငန်းတွေပိုပြီးတော့နေရာရလာမှာအမှန်ပါပဲ။ဒါကြောင့်တခြားနိုင်ငံကခရစ်ပတိုကုမ္ပဏီတွေအမေရိကန်ကိုပြောင်းလာနိုင်ပြီးတော့အလုံးအကန်တွေတိုးလာနိုင်ပါတယ်။နံပါတ်1 Bitcoin စီးကွက်ပိုပြီးတက်လာနိုင်တယ်။ Bitcoin ကိုတာမန်ရှယ်ယာလိုဝယ်လို့ရမယ်။ Bitcoin ETF ကိုအတည်ပြုလိုက်လို့နိုင်ငံတကာရှိနေမြုံနယ်သူတွေဝယ်လာနိုင်ပါတယ်။အတုံးတော့ FED rate တွေလျှော့လိုက်ရင်သူတွေက crypto ကိုပို့ဝယ်လာနိုင်တယ်။ နောက်ဆုံးပြောချင်တာကတော့ Trump အစိုးရက crypto တွေကိုအခုလိုပဲဆက်ပြီးအားပေးနေမယ်ဆိုရင်တော့ Bitcoin နဲ့တခြား altcoin တွေကပိုပြီးတော့ဈေးတက်လာနိုင်မှာဖြစ်ပါတယ်။တခုရှိရာက Trump တရောက်တဲ့ကြောင့် crypto ကအမြဲတမ်းနေမှာမဟုတ်လို့သူ့ဘဝပဲယုံကြည်ပြီးရှင်းစင်ကပတ်စံနေ crypto တွေထည့်လို့မရပြန်ပါဘူး။ market အခြေအနေနဲ့ crypto exchange တွေတည်ငင်မှုအပေါ်လည်းမူတည်ပြီးတော့ bull market ကနေ bear market ပြောင်းလာနေတာတွေလည်းသတိပြုရပါမယ် crypto main ဘက်က bear crypto ရဲ့ထဲပါဆိုပြီးဟင်းနီးမြန်မာ financial advice လုံးဝမပေးပါဘူးအလို crypto currency အကြောင်းနားလည်ဖို့သာ knowledge sharing လုပ်ပေးနေတာဖြစ်ပါတယ် ဒီဗီဒီယိုမှာပြောထားတဲ့ crypto coin တွေကိုဝယ်ဖို့အတွက် exchange account တခုမရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto maker referral account နဲ့ Binance မှာ account ဖွင့်ထားလို့ရပါတယ်။ဒီ account နဲ့ဖွင့်ထားတဲ့ account ဆိုရင် Binance ဘုံမှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount left hand ရမှာဖြစ်ပြီးတော့ crypto maker လုပ်တဲ့ gaming တွေက reward တွေကိုလည်းရလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ issue မှာအများကြီးကျိုးရှိမှာဖြစ်ပါတယ်။ crypto တွေအကြောင်းလေးလာနေရင်လည်းမသိတာရှိလာလို့မေးချင်နေဆိုရင်တော့အခုပြထားတဲ့ crypto maker telegram group ကိုချိန်ထားလို့ရပါတယ်။ group ရဲ့ link ကို deposit အောက်မှာချပေးထား ထားပါမယ်။အားလုံးမဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြရပါ့။